အလုံးတင်နေတယ်လို့ဖျားပေါ်ကိုဖနနဲ့တက်လို့တောင်းမန်တာမဟုတ်ပဲထမင်းရင်လျာနဲ့တတော်စောမျိုးလို့တောင်းမန်တာဆိုရယ်မင်းကလေးပရိသမျာအလုံးမဲမင်္ဂလာဝဲရှင်နေပညာတွေတိုးတက်နေတဲ့ယနေ့ခေတ်ကြီးမှာခေရစီကြောင့်အလိုက်မြန်မာနိုင်ငံကလူကြီးလူငယ်အရွယ်ပေါင်းစုံအားလဲဆိုရှယ်မီဒီယာတွေကို တွင်းကျဲစွာအသုံးပြုလာကြတာပါတိုးတက်လာတဲ့ခေတ်ကြီးမှာအကောင်ကျိုးတွေလည်းရှိသလိုဆိုးကျိုးတွေကလည်းရှိနေပြန်ပါပြီကြတော့လူငယ်တွေအနေနဲ့တတော်မာနမဲကြီးဆယ်လီတယောက်ဖြစ်ဖို့ဘာမှမဆိုလို့ရေကန်ရလာကြပဲဖြစ်ပါတယ် တိတော့ကောင်းတဲ့နီလန်ဖက်ကမတုံကြပဲမကောင်းတဲ့ဖက်ကနေအုံပြီးပြုံးမွေနေကြပဲဖြစ်ပါတယ်။ပြီးကြတဲ့ရက်ပိုင်းတုန်းကလေဗုဒ္ဓဘာသာကိုစော်ကားရဲ့အပြုမှုနဲ့ဗီဒီယိုတစ်ပုဒ်ကအင်တာနက်ပေါ်မှာအတော်လေးကြီးထားသွားခဲ့တာပါ။တလက်ပိုင်းအရွယ်အမျိုးသမီးတယောက်ဖက်နေစီပြီးဖျားစီတီချိတ်ပေါ်တို့တက်ပြပြီးတိတော့စော်နေကြဖြစ်ပါတယ်။သူမတော်ကချင်းပြင်းတဲ့ဗုဒ္ဓဝုံမြို့နယ်ကနော်နော်စော်လို့တရားပါတယ်။သူမရဲ့ရိုင်းပြတဲ့အပြုမှုတွေအတွက်အားလုံးကတော့ ာသနာရေးဆိုင်ရာဥပဒေတွေနဲ့အညီအရေးယူဖို့တောင်းဆိုနေခဲ့ကြတာပါ။အားရချိန်မှာလည်းသူမနဲ့ရိုချင်ဆင်သူတဲ့ပန်အီခိုင် ACC အမီနဲ့အမျိုးသမီးတူကသူမအနေနဲ့အခုလိုအချိန်ဒီအထိရောက်မယ်မှန်းမသိလို့တည်တော်စော်မိလိုက်တာအားလုံးကိုတောင်းပန်ပါရစေ။နောက်မလို့တော့ပါဘူးဆိုပြီးလက်အုပ်ချပြီးတောင်းပန်စကားပြောလာခဲ့တာပါ။အလုံးကတော့ဖျားပေါ်ကိုဖက်နဲ့နဲ့တက်ခဲ့တဲ့နော်နော်စောနဲ့ပဲဤခိုင်ဟာရုပ်ချင်းသူရာကြောင့်တယောက်တည်းပဲဖြစ်မယ်လို့ထင်ခဲ့ကြတာပါ။ နောက်ပြီးနွန်းတော်ဆိုဝေဖန်ခရချိန်မှာပန်းဤခိုင်ကတောင်းပန်လာခဲ့ရပဲဖြစ်ပါတယ်။ကျူးကျူသူတွေကတော့ဘာသာရေးကိုစော်ကားတွန်းကစော်ကားပြီးအခုမှတောင်းပန်နေလေအပူပါပဲဆိုပြီးတောင်းပန်တာကိုလက်မခံကြတဲ့အပြင်ဝေဖန်မှုတွေပါလိုလာကြပါတယ်။မိဘတွေရဲ့အဆုံးမသွန်တဲ့မွညံ့လို့လား။သူမကိုရိုင်းကပဲအတိညာမဲ့လို့ဖျားပေါ်တဲ့ဖနဲ့နဲ့တက်ခဲ့ရလားဆိုပြီးမိကွန်းချုပ်ခဲ့ကြတဲ့သူတွေကလည်းခံမြများပါပဲ။ တောင်းမဲ့နေပေမဲ့အပြစ်တွေကပြောခံနေရတာကြောင့်ပန်းဤခိုင်ကအထင်လွဲနေရပါဆိုပြီးခြေရှင်းလာပါတယ်။ပန်းဤခိုင်ကသူမဟာဘုရားပေါ်ကိုဖက်နှက်နဲ့တက်ရောက်ခဲ့တဲ့အမျိုးသမီးမဟုတ်ကြောင်းတောင်းပန်တာကလေဖျားပေါ်တက်လို့မဟုတ်ပဲသူမတို့ရွာရင်မျက်စိမှာကလေးတွေနဲ့ဤကစားရင်ထမင်းရင်လျနဲ့တည်တော်ဆုံးပြီလို့တောင်းပန်ခဲ့တာဆိုပြီးရှင်ပြလာခဲ့တာပါ အပေါ်ပိုင်းအဝတ်စားမပါပဲထမင်းကြီးများနဲ့တိတော်ဆွနေတဲ့ဗီဒီယိုလေးကိုတင်ခဲ့မိတာဖြစ်လို့အဖေရေအကိုရေတာကြည့်မိသွားခဲ့ရင်မတင်တော်တာကြောင့်သူတို့ကိုရည်ရွယ်ပြီးတောင်းပန်ခဲ့တာလို့ဆိုပါရယ်ဖះပေါ်တက်ခဲ့တဲ့အမျိုးသမီးကခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်ပြီးသူမတို့ဗုဒ္ဓဘာသာဝင်ဖြစ်တာကြောင့်သာသနာကိုအစောကားရမျိုးမလုပ်ခဲ့ကြအောင်ပြောပြလာတာပါသူမရဲ့တောင်းပန်တဲ့ဗီဒီယိုနဲ့နွတ်နော်စောဖះပေါ်တက်ခဲ့တဲ့အချိန်တိုက်ဆိုင်သွားလို့သာအထင်မှားစရာတွေဖြစ်ကုန်တာလို့ဆိုပါရယ် ကျေးဇူးနေတဲ့သူတွေကတော့နုံနုံစောနဲ့ပန်းရီခိုင်ကရောချမ်းသူတွေလို့ပြောနေပေမဲ့ပန်းရီခိုင်ကတော့တမကစပင်ရှေပြီးနုံနုံစောကစပင်ကုတ်ဝဲနေလို့ဆိုပါရယ်ဒါပေမဲ့လူတွေကတော့ပန်းရီခိုင်ရဲ့ဇာတိကိုစွန့်စမ်းနေကြတာပဲဖြစ်ပါရယ်ပန်းရီခိုင်ဟာဖျားပေါ်တက်ခဲ့တူမဟုတ်ရင်တော့တည်တော်ဗီဒီယိုရိုက်ပေးတဲ့သူဖြစ်မယ်လို့ထင်ကြပြီးနေကြတာပါအဲ့လိုမှမဟုတ်ရင်လည်းနုံနုံစောဝေဖန်ခံရတာကမလေးမရှုံးလောက်ကတောင်းပန်လာပြီးအထန်ရှင်ရဖို့အခွင့်ကောင်းယူတာဖြစ်တယ်လို့မှတ်ချက်ပေးနေကြတာပဲဖြစ်ပါရယ် သူမသာစကရေကအကြောင်းရေးတည်တည်ကြကြနဲ့တောင်းပန်ခံရင်အခုလိုဖြေရှင်းစရာမလိုဘူးဆိုပြီးဝေဖန်ထောက်ပြနေကြပဲဖြစ်ပါတယ်။ကြီးရှုနေကြတဲ့ပရိသတ်တို့အနေနဲ့ရောဖျားပေါ်ကိုဖနနဲ့တက်လို့မဟုတ်ပဲတမင်ရင်လျားနဲ့ရေကစားနေရာကိုတစ်တော့ပေါ်တင်မင်လို့တောင်းပန်ကြပါဆိုရဲအမျိုးသမီးနဲ့ပတ်သက်ပြီးအမြင်လေးတွေကိုအောက်ကကော်မတီတမားပြောပြခဲ့ကြပါအောင်ရှင်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြာလေးကတော့ဒီလောက်ပါပဲရှင်နောက်တစ်လေကျွန်တော်ရဲ့ channel လေးကနေပြီးတော့အကြာသတင်းနဲ့အတူပြန်လာခဲ့အောင်ပါဖြစ်လို့အတိအသင့်တော်ဗီဒီယိုတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ page လေးကို like ရ follow ထားပေးကြပါဦးနော်အဆုံးထိကြည့်ရှုအားပေးမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်